ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမြမလက်ရွေးစင်အတင်းကြီးရဲ့နောက်ခံကစားသမားတီအားထောင်ကလူကြီးတွေရဲ့တာဝန်ခံမှုတာဝန်ယူမှုမရှိတဲ့ပြောစကားတွေဟာသူ့ရဲ့အိမ်မက်တွေကိုပျက်စီးသွားစေခဲ့ပြီလို့ထုတ်ပေါ်ပြောကြားလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့တီအားထောင်ကစီးရီးယားကနေမြမကိုတုံးကုတ်ကုမရှိနိုင်အောင်သွားခဲ့တဲ့အာရှဖလားရှစ်စစ်ပွဲကိုပါဝင်ကစားပေးခဲ့တာမှာဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာကလပ်အသင်းဘက်ကနေတီအားထောင်ကိုစီးရီးယားနဲ့ပွဲကစားဖို့အတွက်ဆေးလွတ်ပေးလိုက်တာမျိုးမဟုတ်ပါဘူး ဖီဘာရဲ့သတ်မှတ်ချက်ထဲမှာဒီပွဲအတွက်တရားထောင်ကိုလက်ရွေးစင်အသင်းစီပြန်လွတ်ပေးရမယ်လို့ပါဝင်နေတာကြောင့်စေလွတ်ပေးလိုက်တာမျိုးဖြစ်တယ်လို့တရားထောင်နဲ့နှိစက်သူတွေကပြောကြားထားပါတယ်ခမတရားထောင်ကဒီကြောင်းကိုလူကြီးတွေစီတော့အသိပေးခဲ့ရင်မဲ့လူကြီးတွေကတခုပြင်းငေါတောင်ယူပါရကွာလို့ပြောလိုက်တာကြောင့်တရားထောင်ဟာပွဲဝင်ကံပေးခဲ့တာခမပွဲကစားချိန်မှာလည်းတရားထောင်ကအကောင်းဆုံးဆက်ဆောင်ကိုထုတ်ပေါ်ပြသနိုင်ခဲ့ပါတယ်ဒီပွဲရဲ့ပွဲကစားချိန်64မိနစ်အရောက်မှာတရားထောင်ဒဏ်ရာရရှိသွားခဲ့ပါတယ် တရားထအောင်ဒဏ်ရာရရှိလို့ထွက်မသွားခင်အထိမြမလက်ရွေးစင်တင်ဟာကိုလုံးဝပေးခဲ့ရပါဘူးတရားထအောင်ဒဏ်ရာရှိသွားပြီးတော့သူ့ကိုလူသားလဲလိုက်ရတယ်အဲ့နောက်7မိနစ်ပဲကြာတယ်မြမလက်ရွေးစင်တင်ဟာစီရီယာစီမှာသုံးကိုတွင်းခံလိုက်ရတာဖြစ်ပါတယ်ခမတရားထအောင်ဟာ U16 လက်ရွေးစင်ကစားသမားဘွားကလေးကလက်ရွေးစင်အတင်အတွက်အလဲအကွက်ခံပြီးတော့ပေးဆက်မှုအပြည့်နဲ့ကစားခဲ့တဲ့ကစားသမားတယောက်ဖြစ်ပါတယ်နာမည်ကောင်းရရှိထားတဲ့ကစားသမားလို့ပြောလို့ရပါတယ်ခမတကယ်ကတရားထအောင်ဟာ စီးရီးယားနဲ့အာရှဖလားရှေ့စစ်ပွဲကိုဝင်မကန်ခင်ကတည်းကဒဏ်ရာရရှိနေခဲ့တာပါဒဏ်ရာရရှိတာတော့အကြောင်းပြပြီးတော့တရားတော်ဘက်ကငင်းပယ်လို့ရရင်မဲ့လူကြီးတွေဘက်ကနေတောင်းယူပါတယ်ဆိုပြီးတော့အမခံခဲ့လို့တရားထောင်ကပွဲဝင်ကံပေးလိုက်တာဖြစ်ပါတယ်စီးရီးယားကမြန်မာကိုတုံးကုတ်ကွန်မရှင်နဲ့အနိုင်ယူသွားခဲ့တဲ့အာရှဖလားရှေ့စစ်ပွဲအပြီးမှာတရားတော်ကဂျိုင်းတောင်နဲ့ကွင်းပြင်ကိုထွက်သွားခဲ့ရတာပြည်သက်တွေအားလုံးလည်းမြင်တွေ့ခဲ့ပါတယ်ခင်ဗျကစားသမားတွေဒဏ်ရာရသွားရင်ကစားသမားတွေကိုယ်တိုင်နစ်နာကြပြီးတော့ လူကြီးတွေဘက်ကတော့စကားတသက်ကလွဲပြီးတော့ဘာတစ်ခုမှတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုတာဒီကိစ္စကတက်တည်ပြသွားရွယ်ဖြစ်ပါတယ်ခင်ဗျအဖြစ်ပြက်တွေနဲ့ပတ်သက်ပြီးတော့မြမလက်ရွေးစင်ဘောလုံးသမားဒီအထောက်အောင်ကဘယ်လိုပြောထားသလဲဆိုတော့မိမရဲ့ယောက်ျားတို့ရဲ့အိမ်မက်တွေပျက်စီးသွားတဲ့အတွက်တောင်းပန်ပါတယ်ယောက်ျားပြိပတ်ထွက်ကံမှုဘလောက်ထိကြိုးစားခဲ့ရဆိုတာမိမအသိဆုံးပါမိမနဲ့ယောက်ျားတငယ်ချင်းတွေရဲ့စကားကိုနားထောင်ခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူးဘောလုံးသမားကိုတန်ဖိုးထားမယ်ထင်ပြီး ဒီလိုလူကြီးတွေစကားကိုနားထောင်လိုက်မိတာယောက်ျားအယမ်းမှားသွားတယ်မိမရဲ့ယောက်ျားပေးဆက်ခဲ့ရတာနဲ့မတန်ဘူးတာဝန်ယူမှုတောင်းခံမှရှိတဲ့လူကြီးတွေကအတန်တန်ပြောခဲ့တဲ့ငါတို့တာဝန်ယူတယ်ဆိုတဲ့စကားကိုယုံမိတာအယမ်းမှားသွားပါတယ်မိမရဲ့ဆိုပြီးတော့တရားထောင်ကပြောထားပါတယ်ခင်ဗျတရားထောင်ဟာထိုင်းလိနှစ်ကလကပတ္တာနီအသင်းမှာကစားနေပါတယ်တရားထောင်ရရှိထားတဲ့ဒဏ်ရာဟာကာလရှည်ကြာနားရမယ့်ဒဏ်ရာအမျိုးဆောင်ဖြစ်ခဲ့ရင်အသင်းဘက်ကစာချုပ်ကိုတတ်တမ်းမလို့တော့ပဲနဲ့ စာချုပ်ကိုဖျက်သိမ်းလိုက်ဖွယ်ရှိနေတယ်လို့လည်းဒိန်းနေထွက်ပေါ်နေတယ်ခမဟုတ်ကဲ့တရားထောက်အောင်နေနဲ့ဒံယာကအမြန်ဆုံးတက်တာပြောက်ကင်းပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခမကြည့်ရှုအားပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခမ